10 minute frame လောက်နဲ့ပဲဆရာသွားမယ်ပေါ့နော်နည်းနည်းလေးစွန့်တော့စွန့်မယ်ဒါပေမဲ့10 minute frame နဲ့ပါဆို fine size အရင်မကြီးစေချင်တော့ okay denotation ပေါ့နော် denotation ဆိုတာပါပြောချင်တာလဲဆိုတော့တဲ့ the dictionary definitions of a word is called its denotation okay ဆိုတော့ dictionary စာအုပ်ထဲမှာပေးထားတဲ့အတိတ်ပဲဘာသာပြန်ချက်တွေကိုဆရာတို့က denotation လို့ခေါ်တယ်အဲဆိုရင် connotation ကပါတယ် okay connotation ကကြတော့တဲ့ However, a word may evoke different feelings in you, positive or negative, depending on its context. This is called the word's connotations. Okay. Connotation ကြတော့ dictionary ထဲမှာရှိတဲ့စကားလုံးပဲ။ဒါပေမဲ့ကို့အပေါ်မှာအကောင်းဘက်ကတက်ရောက်မှုရှိနိုင်တယ်လို့မကောင်းတဲ့ဘက်ကလည်းတက်ရောက်မှုရှိနိုင်တယ်။အဲ့လိုဖြစ်သွားပြီးတော့မှကိုသုံးလိုက်တဲ့ကောင်းတဲ့အတုံးလုံးဒါမှမဟုတ်မကောင်းတဲ့အတုံးလုံးပေါ်မှာမူတည်ပြီးတော့မှအတိပဲပြောင်းလဲသွားတာကိုကြတော့ဆရာတော်ဘာလို့ခေါ်လဲဆိုတော့ connotation လို့ခေါ်တယ်။ အာဆရာတို့ခုနကပြောတဲ့ connotation နဲ့အာ denotation ကိစ္စပြောမယ်ဆိုတော့ပထမဆုံး sentence မှာဆရာတို့ပါတွေ့ရမလဲဆိုတော့ when uh Darlene ran the meeting ဘောနော်သူဒီ meeting တခုကိုဥဆောင်တဲ့အချိန်မှာ she was bossy and controlling သူကအရန်ကိုအာတထေဆန်နေအနာရှင်ဆန်နေပြီးတော့ controlling ဆိုတော့အရန်ကိုလွှမ်းမိုးလွန်းနေဆိုတော့ဒီစာကြောင့်ကြီးလိုက်တာ ਨੇ တုံတုံရဘယ်အထိပယ်ကိုပို့သွားလဲဆိုတော့ အာသူ့ရဲ့ connotation က negative ဘက်ကိုပို့ထားတယ်။အာနည်းနည်းမကောင်းတဲ့ဘက်ကိုပို့ထားတယ်ပေါ့နော်။နောက်တစ်ချောင်းကြည့်မယ်။ When Darlene ran the meeting, she was assertive and confident. ဆိုတော့ assertive ကကြတော့သူကသူ့သူယုံကြည်မှုအာလွန်ကဲတယ်။အာသူ့သူယုံကြည်မှုအဖြစ်ဝရှိတယ်ပေါ့နော်။ပြီးတော့ confident ကလည်းဒါသူကဒီသူ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ပိုင်နိုင်မှုရှိတယ်လို့ပဲပြောလို့ရတာပေါ့။ဆိုတော့ဒါကြတော့ကောင်းတဲ့ဘက်ကို ပို့သွားတယ်ဆိုတော့ဒီစာချုပ်နှစ်ချောင်းမှာတုံးလိုက်တဲ့စကားလုံးပေါ်မှာမူတည်ပြီးတော့မှသူ့ရဲ့ denotation ပေါ့နော်သူ့ရဲ့ဒီ dictionary ထဲမှာရှိတဲ့အတိတ်ပဲကကိုတုံးလိုက်တဲ့စာချုပ်ရဲ့အနေထားပေါ်မှာရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့မှ connotation ကတော့ကွဲတယ်အာ positive back ကိုသွားတာရှိသလို negative back ကိုသွားတာရှိတယ်အဲ့တော့အဓိကအဲ့ဒါကိုပြောပြချင်တာ positive ဘက်ကိုတုံးချင်လေရတယ် negative ဘက်ကိုတုံးချင်လေရတယ်ဆိုတဲ့ပုံစံမျိုးသူကရှင်းပြထားတာပေါ့နော် okay ဒီနောက်ထပ် တစ်ခုကကျတော့ဆရာဘတ်တွေ့ရမလဲဆိုတော့ဒီမှာအာ Marcus is so thrifty ဘောနော် thrifty that she saved enough for a vacation next month လို့တောင်းလာတယ်ဆိုတော့ဒီမှာဗာမြင်ရမလဲဆိုရင်အာဒီ Marcus က thrifty ဖြစ်တယ် thrifty ဆိုတာတနည်းပြပြောမယ်ဆိုရင်ဘာလို့လဲဆိုတော့ save enough money ဆိုတာပတ်စံကိုချိုးချန်ချွတ်တာတဲ့သူရဲ့ဒီလာမဲ့လာအဲ့ဒါအပြုတ်ခီးစဉ်အတွက်ပေါ့နော်ဆိုတော့ဒါဒီ positive connotation ပဲကိုသွားတယ်နောက်တစ်ခုကျတော့ attorney is so cheap then he refused to split the dinner check with his friend ဆိုတာကကျတော့အာဒီ attorney ကဒီညသာစားတဲ့ပတ်ဆိုင်ပေးချင်ရမယ့်ဟာကိုသူ့ငွေချင်းနဲ့တရားတော်ဝင်အာရှင်းဖို့ပေါ့နော်သူကငင်းနေပေါ့ဆိုတော့ပြောချင်တာဒီနေရာမှာကျတော့ cheap ကစိတ်တန်တာမဟုတ်ပဲねသူဒီအပေါ်စားဆန်တယ်လို့ပြောလို့ရတယ်ပြောချင်တာစိတ်ထဲမပြည့်ပါဘူးလို့လည်းပြောလို့ရတယ်ဆိုတော့ဒီ cheap က တချို့နေရာမှာကျတော့ကောင်းတဲ့အဓိပ္ပာယ်ဖြစ်နေရတယ်ဆိုပေမဲ့ဒီနေရာမှာကျတော့ negative connotation ဘက်ကိုသွားတယ်။ဘာလို့နောက်တစ်ခုကကျတော့ဒီမှာပါပြထားလဲဆိုတော့ the real estate company ပေါ့နော်ဒီအရောင်းအဝယ်လုပ်ငန်းပေါ့နော်ခြံရောက်ခြံပေါ့လုပ်ငန်းဟာတဲ့ soul as ရောင်းတယ် the oldest house on the street လမ်းထဲမှာတက်တန်အရင်ဆုံးအိမ်ကိုရောင်းတယ်နောက်တစ်ခုကကျတော့ဘာတွေ့ရမလဲဆိုတော့ we were uh, newly married ငါတို့တွေအဒီမှာရှိရဲ့အဒီငါတို့နှစ်ယောက်ကပေါ့နော်အအခုမှအတိတ်ဆက်ဆက်လက်လက်ဆက်ဆက်လေးလက်ထပ်ထားတာအားတယ် and love making a home together ဆိုတာကငါတို့ကိုယ်ပိုင်အိမ်လေးတစ်ခုကိုအတူတူအစတင်ဖို့ရည်ရွယ်ထားတယ်ဆိုတော့သူကပြောတာတယ်ဆိုတော့ဒီနေရာမှာသူတုံးလိုက်တဲ့အတိတ်ပဲဘယ်လိုဖြစ်သွားလဲဆိုတော့ခုနကတော့ရောင်းပဲအိမ်ကကြတော့ဘက်ဘက်ကိုပို့သွားလဲဆိုတော့အာလူတွေမရှိတယ်မပိုင်ဆိုင်တဲ့အရာခံစားချက်မျိုးတွားပြီးတော့ဒီအာ ခုဒီနောက်ထပ်တစ်ခု home ဆိုတဲ့ဟာကြတော့လူနေရအတူတူဆောင်းမဲ့အရာလို့မစားခန်းစားချက်ပေါ့ဒီနေ့အပြင်ပြောမဆိုရင် house က negative connotation ဘက်ကိုပို့လို့သွားတယ်ပြီးတော့ home ကကြတော့ positive connotation ဘက်ကိုပို့လို့သွားတယ် Oh yeah.